ဘန်ကောက်မှာဆောက်လုပ်စေတရာပေါ်ကကွန်ကရစ်ပိုင်းပြိုကျမှုကြောင့်ငါးဦးထက်မနည်းသေဆုံးထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆောက်လုပ်စေတရာသစင်းရဲ့ကွန်ကရစ်အပိုင်းပြိုကျမှုကြောင့်ဆောက်လုပ်ရဲ့အလုပ်သမားငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရပါတယ်။အခင်းဖြစ်ပွားတဲ့တရာဟာချောင်းသွန်းခရိုင်ထဲကရာမနှင့်အထက်ကလမ်းမကြီးတိဆောက်မှုအစီမံကိန်းနဲ့ဆက်ဆက်ပြီးဆောက်လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီရမနှလန်းစီမံကိန်းရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအရင်ကလည်းလူသေးဆုံးတွေမတော်တဆမှုတွေဖြစ်ပွားခဲ့ပူပါလေ မလ15ရက်နေ့အစောပိုင်းကကွန်ကရစ်တုံးကြီးတစ်ခုဟာအမိကနေပြုံချခဲ့ပြီးလူအသေးပြောက်တွေရှိခဲ့တယ်လို့ Thai media တွေကဖော်ပြခဲ့ပါတယ်။နောက်တော့ကေဆေရဲ့အဖွဲတွေနဲ့အာနာပိုင်တွေကအခင်းဖြစ်ရာစီအလင်းမြန်သွားရောက်ပြီးအပြည့်အစည်းပုံကိုရန်တရားကြီးတွေတုံးပြီးဖယ်ရှားခဲ့တယ်လို့ပိမိနေတဲ့အယုတ်လောင်းတွေကိုပါအနက်ခံခွေးတွေနဲ့အကူအညီနဲ့ရှားသွေးခဲ့ပါတယ်။ဒေတာဆန်တော်ချင်းမနေ့9နာရီအချိန်ထိအချိန်နေရ လောက်သမား9ဦးသေပြီး28ဦးသန်ရန်ရတယ်ဆိုတာကိုအတည်ပြုထားပါတယ်ကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတော်တွင်အနည်းမှရှိတဲ့ချောင်းသွန်းလမ်းမကြီးကိုယာယီပိတ်ထားပါတယ်။ထိခိုက်တည်ဆုံးသူတွေစီမှာမြန်မာနိုင်ငံသားအရှိပြောင်းလုပ်သားတွေပါဝင်သလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ရန်မာနှစ်လမ်းဟာဘန်ကောက်မြို့တော်ကို အပန်းဖြေမြို့တစ်ခုဖြစ်တဲ့ဟွာဟင်အပါဝင်တောင်ပိုင်းဒေသတွေနဲ့ဆက်ဆက်ပေးမဲ့လမ်းမကြီးဖြစ်ပါတယ်။ဒါပေမဲ့လမ်းမကြီးရဲ့ဆောက်လုပ်ရေး ုပ်ငန်းခွင်တွေကြာကြာနေမှုကြောင့်လမ်းဖောက်တဲ့စီမံကိန်းတစ်ဝိုက်မှာရင်ကျောပိတ်ဆို့မှုတွေဖြစ်ပေါ်လေရှိပါတယ်။2024ခုနှစ်နိုဝင်ဘာ29ရက်နေ့တုန်းကလည်းအဲ့ဒီလမ်းစီမံကိန်းမှာကွန်ကရစ်သုံးအပိုင်းလိုက်ပြုတ်ကျမှုကြောင့်ဆောက်လုပ်ရေးလုပ်သား6ဦးသေဆုံးပြီး7ဦးဒဏ်ရာရခဲ့ပါတယ်။အလားတူအဲ့ဒီနှစ်ဇန်နဝါရီ17ရက်နေ့ကပိတ်ချတဲ့ကွန်ကရစ်ပိုင်းကြောင့်လုံသမားတို့ဦးသေဆုံးပြီးကရင်တစ်ခုကျိုးသွားစေခဲ့ပါတယ်။ 2023ခုနှစ်မေလတုန်းကလည်းပြုတ်ကျလာတဲ့ကွန်ကရစ်တုံးပေးမိပြီးတူအသက်ဆုံးရှုံးခဲ့ရပါသေးတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။